မင်္ဂလာပါရှင်လေးတက်ချန်နယ်ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များအားလုံးကိုဒီနေ့ Nova တက်ဆက်ပေးသွားမယ့်အစီအစဉ်လေးကတော့လူမှုဘဝအထွေထွေဆိုတဲ့အစီအစဉ်လေးကိုတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Nova ဒီနေ့ရောက်ရှိနေတာကတော့အုံဆွဲစာအုပ်တိုင်လေးကိုရောက်ရှိနေတာဆိုတော့ Nova နဲ့တူတူစာအုပ်တိုင်ထဲမှာဘယ်လိုစာအုပ်တွေရရှိလဲဆိုတာကိုလည်းကြည့်ရှုအားပေးပါအောင်ရှင်။ဟုတ်ကဲ့လေးတက်ချန်နယ်ပရိသတ်ကြီးရှင် ီမှာတော့ဗောနောစာအုပ်တွေကအမကန်များပြားတာကိုတွေ့ရတယ်။အဲပြည်သက်ကြီးကဗောနောလာရောက်ပြီးတော့ကိုယ်တိုင်ကြည့်ရှုလေ့လာလို့လည်းရတယ်။ဒီမှာပြည်သက်ကြီးလိုချင်တဲ့စာအုပ်တွေကိုဝယ်ယူမယ်ဆိုလို့ရှိရင်ဗောနောတေတော်လေးကိုစုံစုံလင်လင်တွေ့ရတယ်ဗောနော။အဲစာအုပ်တွေကရှေးဟောင်းစာအုပ်တွေလည်းရှိတယ်။ဒီလိုမျိုးဗောနောဒါဒါဆိုလို့ရှိရင်ဒါဖျားစာအုပ်တွေလည်းဗောနောစုံစုံလင်လင်လေးရှိတာကိုတွေ့ရတယ်ဗောနော။လူငယ်တွေအချားကြီးပေါ့နော်ဝိထုလေးတွေလည်းရှိတယ် အဲဆိုတော့ပေးတဲ့ကြီးကလာရောက်ပြီးတော့ကြည့်ရှုအားပေးလို့ရရဲ့ရှင်ဒီမှာပေါ့နော်ဒီစာအုပ်တွေဆိုလို့ရှင်လဲသူ့နေရာလေးနဲ့သူခွဲခြားထားတာတွေ့ရတယ်ဒီမှာဆိုလို့ရှင်တော့ဒါအခြေဝတ္ထုလေးတွေကိုအဲတည်တံ့လေးပေါ့နော်စီထားတဲ့စင်လေးနဲ့ဒီမှာကြတော့ဒါ အင်္ဂလိပ်စာလေ့လာခြင်းတဲ့သူတွေဒါဒီကနေပြီးတော့တခါတည်းသူတို့လေ့လာပြီးတော့အဲ့လိုမျိုးလေးကိုကြိုက်တဲ့စာအုပ်တွေကိုတန်းယူပြီးတော့ဝယ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ပေါ့နော်ဒါရှေးဟောင်းသမိုင်းလေးတွေကိုဒါဖတ်လို့ရတယ်အဲဒီဒီစင်လေးမှာဒါရှေးဟောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတည်တံ့လေးစီပေးထားတာတွေ့ရတယ်ပေါ့နော်ဒီလိုမျိုးလေးတွေစာအုပ်လေးတွေကိုစုံလင်စာရောင်းချပေးတာကိုလည်းတွေ့ရတယ်ရှင်ဒါကပေါ့နော်ဒါတရားဥပဒေနဲ့ဆိုင်တဲ့စာအုပ်တွေပေါ့နော်ဒါတည်တံ့လေးတင်ပေးထားတာတွေ့ရတယ်အဲကိုလေ့လာခြင်းတဲ့အကြောင်းအရာလေးတွေကိုဒီမှာလာပြီးတော့လေ့လာပြီးတော့ဝယ်ယူလို့ရတယ်ရှင် မှာဒီလိုမျိုးစာအုပ်လေးတွေဆိုလို့ရှိရင်တော့ဘ ഹു တုဒအနေနဲ့ကိုလေ့လာခြင်းလည်းရတယ်ဒီလမ်းကြောင်းပေါ်မှာရှောင်းလန်းနေတဲ့သူတွေအတွက်လည်းတော်တော်လေးကိုလေ့လာလို့ကောင်းတဲ့စာအုပ်တွေကိုစုံစုံလင်းလင်းလေးရောင်းချပေးတာလည်းတွေ့ရတယ်ရှင်ဒီလိုစာအုပ်လေးတွေဆိုရင်တော့ဒါကလေးဘွားရဲ့အမှတ်တရလေးတွေကိုပြန်လေးဖော်ဆောင်ပေးမယ့်စာအုပ်မျိုးလေးတွေဖြစ်ပါတယ် ဟုတ်ကောမင်္ဂလာပါမင်္ဂလာပါမဟုတ်ဟုတ်ကဲ့ဟုတ်ဟုတ်အခုရဲ့နာမည်လေးကိုမိတ်ဆက်ပေးပါဦးကျွန်တော်နာမည်တင်အောင်ဟိမာမဟုတ်အော်ဟုတ်ကဲ့ကိုဒီစာအုပ်တိုင်းမှာပေါ့နော်စာအုပ်တွေကလည်းစုံလင်စာတည်ရတယ်ဆိုတော့ဒီစာအုပ်တိုင်းလေးကိုတိစောက်ခဲ့တဲ့နှစ်တက်တန်းတွေကဘယ်လောက်ရှိပြီလဲရှင်နှစ်ကတော့တော်ကြာပြီဒါရင်တော့အဖေရင်စားလို့တာပေါ့ကျွန်တော်တသက်ဆိုတော့နှစ်ပေါင်း30ကျော်30ကျော်လောက်တော့ရှိပြီ အော်ဟုတ်ကဲ့ကိုဒါအကိုရဲ့အဖေလက်ထက်ကနေပြီးတော့အကိုရှိကိုလက်ဆင့်ကမ်းလာတဲ့အမွေပေါ့နော်ဟုတ်ဟုတ်ကဲ့ပါမယ်ဟုတ်တယ်ဒီစာအုပ်တိုက်လေးရဲ့တရက်ကိုရောင်းရတာကဘယ်လောက်ထိရှိလဲရှင်ဟာကျွန်တော်ခမန်းကြီးပြောလို့လို့မရအောင်ပါခုနောက်ပိုင်းကျတော့အဲ့လိုမျိုးပေါ့အဲကောင်းတဲ့ခါလဲကောင်းတယ်မကောင်းတဲ့ခါလဲမကောင်းဘူးအဲ့လိုခမန်းကြီးကတော့အဲ့လိုမျိုးအသေးတွတ်ထားလို့လို့မရအောင်အဲ့လိုမျိုး တကယ်နှစ်သိန်းသုံးသိန်းရနေပြီးတကယ်ရောင်းကောင်းလို့ရှင်လဲဖနှစ်သိန်းရှင်းသိန်းရရင်လဲရတာပါလို့မြင်ဟုတ်ဟုတ်ကဲ့ကိုဒီမှာလေစာအုပ်အဟောင်းတွေရောအစ်စ်တွေရောရောင်းနေဆိုတော့အခုအနေနဲ့ဒီလိုမျိုးလက်ကားလာရောက်ဝယ်ယူတဲ့သူတွေရောရှိလားရှင့်อืมအဓိကတော့အဲ့လိုမျိုးလာဝယ်တဲ့လူတွေကလိုင်းမော်ရောင်းတဲ့လူတွေကြတော့အဟောင်းလာရောင်းအဟောင်းလာရှားကြတာများတယ်အဟောင်းလာရှားတဲ့သူလိုင်းမော်တင်ရောင်းကြတယ်အဲ့လိုရောင်းတဲ့လူတွေရှိတာပေါ့ဟုတ်ဟုတ်ကဲ့ကိုဒီမှာပေါ့နော်စာအုပ်တိုင်းမှာလာရောက်ပြီးတော့အားပေးတဲ့ပေးသက်တွေပေါ့ဒီလူမျိုးဝယ်သူတွေကအကိုလူငယ်တွေများလားလူကြီးတွေများလားရှင့်ခုနောက်ပိုင်းတော့လူငယ်ရဲများပါတယ်ခင်ဗျ ူငယ်တော်တော်များများတော့အဲ့လိုမျိုးလာပြီးတော့ဝယ်ကြတာများပါတယ်လူကြီးလည်းရှိရဒါပေမဲ့နဲတယ်လူငယ်ပုံများတာဟုတ်ကဲ့ကိုလူငယ်တွေဝယ်တယ်ဆိုရင်ဘလူစာအုပ်လေးတွေကိုတို့ဝယ်ယူကြလဲပေါ့နော်ဘလူစာပေတွေကိုတို့ပို့ပြီးအားပေးတယ်လို့ထင်လဲရှင်အဓိကလူငယ်တွေကတော့သူ့အမျိုးသားနဲ့မျိုးမျိုးပဲဗျာတချို့ကတော့အဲ့လိုမျိုးဝတ္ထုကြိုက်တယ်တချို့ကတော့အောင်မြင်တက်ကြန်ကြိုက်တယ်တချို့ကနိုင်ငံရေးတချို့ကသမိုင်း အဲတယောက်နဲ့တယောက်တော့မတူဘူးအခုကတော့ခစ်ပေါ်အဲ့လိုမျိုးနာမည်ကြီးရဲ့စောက်တွေကြောက်လို့ရှိရင်လည်းလူငယ်တွေအဖက်များတာများတယ်ဟိုပေါ်ပူလာဖြစ်တဲ့အခုနာမည်ကြီးတဲ့ line mode တွေမှာနာမည်ကြီးရဲ့တက်လာတယ်ဆိုလို့ရှိရင်လူငယ်ရဲ့လာလာရှာပြီးဖတ်ကြတာများတယ်အဲ့လိုမျိုးဟုတ်ဟုတ်ကဲ့ကိုအတစ်ထွက်ရှိလာတဲ့စာအုပ်တွေကိုလည်းအခုအနေနဲ့အချိန်နဲ့တပြေးညီတင်ပေးနိုင်တယ်ပေါ့နော်ဒီစာအုပ်တိုင်းလေးမှာอืมအုပ်တိုင်းတော့မတင်ပြဘူးမှာသလားဆိုတော့ဒီကတော့အဲ့လိုစာအုပ်လဲအတစ်ကခုနောက်ပိုင်းထွက်တာတွေအများကြီးများတယ် ။ညတော့ကိုရီးယားတော့တခါလေးလိုက်မမီဘူး။လိုက်မမီရကြတော့ချိုးကဘသူက customer တွေကဒီတောက်ကိုအမေးများလာပြီလေ။အများလာဆိုဒီဆောက်လေးကဘာအကြောင်းအရာရေးထားလဲ။ရည်ရတော့ကိုယ်တိုင်ဖက်ကြည့်တယ်ဖက်ကြည့်ပြီးတော့အော်ဒီဆော်လေးကောင်းတယ်ဆိုတော့ကိုယ်ဆိုင်မတင်တယ်တကယ်လို့ဆော်ဖက်ကြည့်တယ်တရားဒါတော့တိတ်အလောက်မဟုတ်ဘူးဆိုတော့နည်းနည်းပါးပါးနည်းနည်းပါးပါးပဲတင်တာလည်းမျိုးဟုတ် ဟုတ်ကဲ့ကိုဒီနေ့ခင်မှာကြတော့ဗောနော်လူငယ်တွေကစာဖတ်တာတဲ့ဖုန်းနေနဲ့ဂိမ်းနေဆော့ကြတာဒီလိုမျိုးပေါ့အဲအဲ့လိုမျိုးလေးတွေသူတို့စိတ်ဝင်စားမှုလေးများလာတဲ့ပေါ့အခုအနေနဲ့ဘယ်လိုအမြင်လေးရှိတယ်ရှင်อืมဒါကတော့ရွေးချယ်စရာအန်တိုင်းမတ်နေရာအများကြီးပါပဲတချို့ကတော့ရုပ်ရှင်ကြည့်တယ်တချို့ကစာဖတ်တယ်ဒါနဲ့သူ့ဝါသနာနဲ့သူပဲတချို့ကကြတော့စာဖတ်တာကိုပဲဝါသနာပါတဲ့လူငယ်တွေအများကြီးပါတချို့ကတော့အဲ့လိုမျိုးတခြားဂိမ်းတွေပေါ့လည်းရှိတယ်အင်တာနက်ရှိတယ်ဒါ Facebook ကြီးပဲပွင့်နေတဲ့လူတွေလည်းရှိတယ်အဲတော်တော်သူ့ဟာနဲ့သူသူ့ line နဲ့သူအန်တိုင်းမတ်နေရာများလာတော့ စ်ကလည်းပြောင်းလာတဲ့ခါကျတော့ဆောက်ဘက်ကိုကျတော့နည်းနည်းလေးရော့ရော့သွားကြတယ်ရော့ပြီးတော့လည်းတခြား entertainment တွေပဲပြောင်းသွားကြလို့အများကြီးပါဟုတ်ကဲ့ကိုလူငယ်တွေကိုအခုအနေနဲ့ဘယ်လိုမျိုးအမှားစကားလေးပြောချင်သေးလဲရှင်။ဟွန်းလူငယ်တွေကတော့ဟွန်းဘယ်လိုပြောမလဲ။အနာတိတ်မဲ့အကုန်လုံးကတော့သူ့အနေနဲ့သူတို့ကပြင်းပြရဲ့ချိန်ကြတော့ကိုအားလက်တဲ့ချိန်ကြီးအနာတိတ်မဲ့နေရတော့ကြိုက်တာလေးတွေရောလောက်ကြပေါ့။ဒါပေမဲ့စာစာတော့ဖတ်စီခြင်းတယ်။ဖတ်စီခြင်းလဲဆိုလို့ရှိရင်အဲ့လို ွဲလူတန်းလူတွေမှာပဲဖြစ်ဖြစ်ကိုထက်မှာတခြားလူတွေပဲဖြစ်ဖြစ်စာဖက်တဲ့လူကဘာပဲပြောပြောတဆင့်ပုံမြင်တယ်အတွေးခေါ်အားစာအဲကိုစာထဲပါတဲ့အကြောင်းအရာသူများကြုံခဲ့တဲ့ဘဝအတွေးကြုံတွေကိုကိုကိုယ်တိုင်ကမကြုံရဘဲနဲ့ဒါမှစာထဲမှာတွေးတဲ့အတ္တိယကိုကိုယ်တိုင်ရတဲ့ခါကြလို့ရှင်သူများရဲ့ထက်ဘဝမှာကြုံတွေ့ရတဲ့ခါကြလို့ရှင်ပြဿနာဖြေရှင်းတဲ့နည်းတွေကတယောက်နဲ့တယောက်ကွာသွားလို့ရှင်စာဖက်တဲ့လူကပို့ပြီးတော့ဖြေရှင်းတဲ့ခါမှာပို့ပြီးတော့တားတယ်ဆိုတော့အဲ့မှာတွေ့လာပါလိမ့်မယ်လို့ဟုတ်လူငယ်တွေစာဖက်ကြပါလို့ဟုတ် Ok bà, cô cũng lựa chọn video này cho Jesus. Ok bà, Jesus ạ.